ဒီတစ်ပတ်စနေနေ့1537ပြိုင်ပွဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဲ့ဒီပွဲကစူပါလိရဲ့အချစ်တော်ကြီးစူပါလိရဲ့အချစ်တော်ကြီးအဲအဒူလာဒယာခီဗစ်နဲ့ရမ်ဘူလင်းနဲ့ဆိုလို့ရှိရင်သူတို့နှစ်ယောက်ကဒီအပြင်မှာကလေးကနည်းနည်းလေးညှိနေကြပုံပေါ်တယ်အပြင်မှာတည်းကနည်းနည်းလေးသူတို့နှစ်ယောက်ညှိနေကြတယ်ရမ်ဘူလင်းကလည်းဒီဘဲကိုတိတ်ပြီးတော့ မကြည့်ဘူးပေါ့လေဒီဘက်ကလည်း remove link ကိုမကြည့်ဘူးဖြစ်နေတယ်ပြီးတော့ button weight မှာသူတို့နှစ်ယောက်ကလည်း ricking 5နဲ့ ricking c ဖြစ်နေတယ်ကွာဆိုတော့ remove link ကဒီသူ့ကိုအตาလေးအနိုင်ယူပြမယ်လို့တော့ပြောထားတယ်တကယ်အလုပ်ဖြစ်မဖြစ်တော့စင်ပေါ်ရောက်မှာပဲသိမယ်ပေါ့နော်ကြည့်မရတဲ့အပိုင်းကဘာလဲဆိုတော့ဆိုပလေ queen ထဲကိုဒီသူ့ရဲ့ fighter ပါလာတဲ့အခါကျတော့သူကနောက်ကနေပြီးတော့နီးပြအဖြစ်ပါဝင်လိုက်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီဘေးမှာမှတ်မိကြအောင်မထင်လဲအဲ့ဒီနဘေးမှာရပ်ပြီးတော့ အဒူလာကနေပြီးတော့စူပါလစ်ကိုစိုက်ကြည့်တယ်ပေါ့လေစူပါလစ်ကိုအဲ့လိုမျိုးစိုက်ကြည့်တာကို तू တွားတွေ့တယ်ပေါ့အဲ့ဒီမှာ तू တော်တော်ကြီးကိုတိန်သွားတယ်ပေါ့နော် तू ကဒီထိုင်းလူမျိုးဖြစ်တဲ့အတွက်ထိုင်းကိုအဲ့လိုမျိုးဒါကြောတာကို तू ကဘယ်လိုပြောမလဲရာဟောင်းဆိုတာကြတော့မြန်မာလိုကျွန်တော်တိုက်ရိုက်ပါတာပြန်တတ်ဘူးပြန်တတ်တဲ့သူရှိရင်လေကိုယ့်ဘာကိုပြန်သွားကြပေါ့ဗျာရာဟောင်းမင်းမင်းမစွာနဲ့ပေါ့လေပြောချင်တာမင်းမစွာနဲ့ပေါ့မင်းကငါရိုက်ချိုးပြမယ်ဆိုပြီးတော့အဲအဲ့လိုမျိုး rainbow လက်ကအဲ့လိုပြောထားတယ်ပေါ့နော်လောလောဆယ်မှာတော့ဒီဘဲ ဒန်ဂရီပြောထားတာတော့ဘာမှတော့မရှိသေးဘူးရုရှားတွေကစကားနဲ့တယ်မျက်နှာတီးတယ်အဲ့ဒါတော့ချင်းတီးပတ်ပဲလူတိုင်းလူလိုပဲမိမယောက်ျားစွာနဲ့သူလည်းရှိမှာပေါ့လေဒါပေမဲ့အဲ့ဒီအကြောင်းကြောင့်ဒီ super revolution ကာ super league ကိုကြည့်လို့ तू อ่ะကြည့်မရဘူး super league ကိုစိုက်ကြည့်တဲ့အတွက် तू อ่ะနည်းလေးအဲကြည့်မရဖြစ်နေတယ်ပေါ့နော်အဆွေရိုက်ချိုးကျင်တယ်လို့ तू อ่ะပြောထားရတယ်ပေါ့အဲ့တော့သူတို့နှစ်ယောက်ကတကယ်ကြည့်ကောင်းမဲ့ပွဲတပွဲပါပေါ့နော် time တွေကိုထီလို့ရှိရင်ね तू อ่ะ time တွေအစား तू ကလစ်စားခြေပေးမယ်ပေါ့လေအဲ့လိုမျိုးပြန်ပြီးတော့ တုတ်ပြန်ပေးမယ်ပေါ့အဲ့လိုမျိုးမင်းမင်းဒီလိုလိုချင်တာလာရတယ်ငါမင်းကိုကိုတင်လုတ်ပေးမယ်ဆိုတဲ့ပုံစံလိုမျိုးဒီဝင်ဘူးလက်ကအင်တာဗျူးမှာပြောသွားတယ်ပေါ့နော်ဆိုတော့အဒူလာက1ရက်ထိုးပွဲကတော်တော်ကို1 record တော်တော်ကိုကောင်းတဲ့ fighter လို့ပြောလို့ရတယ်သူရှုံးထားတာ your IQ your IQ တယောက်ကိုပဲသူရှုံးထားဘူးလေဂျန်နဲ့ fighter တွေအကုန်လုံးကိုသူကနိုင်ထားတယ်တော်တော်ကိုကောင်းတဲ့ record လို့ပြောလို့ရတယ်ကိုးပွဲမှာတပွဲပဲရှုံးထားတယ်ဗျာ your IQ ကိုတပွဲပဲရှုံးထားရတယ်ဆိုတော့ ဒါပေမဲ့ဒီ rebooting ကလည်း power အရန်ကောင်းတယ် power လက်သေးရှိတယ်ခြေကန်ချက်တွေပြင်းနေဆိုတော့ဒီပွဲကလည်းကျွန်တော်တို့မြန်မြန်ဆိုင်ဆိုင်ကြည့်ရမယ်ဘွဲတပွဲလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ကျွန်တော်ကငကူတွေက rainbow လက်ကိုကြိုက်တယ်အဲ့ဒီ dare kb russia fighter ကိုကျွန်တော်အသိမကြိုက်အဲ့ဒီခါကျတော့ကျွန်တော်အစိတ်ကြိုက်ဖြစ်နေတာပေါ့လေ russia တွေက1မှာတော်တော်ကြီးကောင်းကြရတယ်ပေါ့နော် chatry ပြောပုံအရာကတော့ဒီ thai နဲ့ russia နဲ့ထိုးလို့ရှိရင်အဲ russia တွေကပဲအနိုင်ရသွားကြတာများတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာကြောက်လဲဆိုပြီးတော့သူ့ကိုမေးခွန်း ဟုတ်လာတဲ့သူရှိတယ်ပေါ့ဆိုတော့ तू တခါတည်းဖြည့်ပေးလိုက်မယ်တဲ့ထိုင်းတွေကလုံလောက်ဝိရိယမရှိဘူးပေါ့လေ तू ပြောတာ तू तू အတဲ့ကြီးပြောသွားတယ်ထိုင်းတွေကဇွဲမရှိဘူးပေါ့ trainer ဆင်းတာကိုဒီ trainer ကတော့ပုံမှန်ဆင်းနေဆင်းတော့ဆင်းနေကြရတယ်ပေါ့လေကိုယ့်ရဲ့ level ကိုဘယ်လို upgrade လုပ်ရမလဲဘယ်လိုအမြင့်တင်ရမလဲဆိုတာကို तू တို့မသိကြဘူးတဲ့ဒီ CD ဘောင်ထဲကနေပြီးတော့ပဲပုံမှန်ကစားနေတဲ့အတွက်အဲ့လိုမျိုးတွေဂျုံရတယ်ပေါ့နော်အဲ့လိုမျိုးရှုံးပွဲတွေနဲ့ဂျုံရတယ်တဲ့ရုရှားတွေကအရန်စူးစားတယ်အရန်လဲတွက်လက်မြန်ဆန်တဲ့ fighter တွေပေါ့နော် ဆိုတော့ဒါသူတို့ရဲ့လက်ဝဲကိုသူတို့သူတို့ရဲ့စိတ်တိုင်းကြပုံဖော်တဲ့နေရာမှာအရန်တော်တယ်လို့ဒီချက်ထွေကနေပြီးတော့အမှတ်ချက်ပေးသွားတာမျိုးတွေရှိတယ်ဗောနောအထူးသဖြင့်ပုံမှန်ဆိုလို့ရှိရင်ဗျာဒီစပီကလည်းဒီလက်ဝဲကန်တာတစ်ခုမှာအေးပါတဲ့နေရာတခုလို့ပြောလို့ရတယ်ဗောနောဒါလင်းမြန်နှုံးကလည်းတော်တော်ကိုအေးပါတဲ့အချက်တစ်ချက်ဆိုတော့ဒီရုရှားတွေကအဲ့ဒါကိုအဲ့ဒါကိုအမိပြုတ်ပြီးတော့တော်တော်ကိုမှငြင်းငြင်းဆန်းဆန်းခိုးကြတာကိုအလုံးလည်းတိပိတာဖြစ်မှာပါ တကယ်ကိုမှဒီကောင်တွေမြောက်လို့ပဲဗျာတကယ်ကိုတတော်ကိုအမြန်တယ်လို့ပြောလို့ရတယ်ရုရှားဖိုက်တာတွေကဒီချက်တော့လုံးဝလုံးဝကိုငြင်းငြိမ်နေဘူးဆိုတော့ okay ဒါနဲ့အဲ remulex နဲ့အဒူလာနဲ့ပွဲလဲတတော်ကိုကြည်ကောင်းမဲ့ပွဲပါဆိုတော့စနေနေ့မနေ့ကိုလက်မလှုပ်မိစင်းနဲ့နံပါတ်ကြီးကြီးရသွား